ဟဲလိုတင်ဂျူရီယောဂါကြောင့်လာကျင်မှုရှိနေပါသလားတင်မာရင်ပူခြင်းသို့မဟုတ်အက်ဆစ်ပြန်တက်ခြင်းအော်ချင်ချင်ရတာပါဝင်သောအရာများကိုပစက်ထဲပြန်တက်ခြင်းသို့မဟုတ်ရင်ဖက်လာကျင်ခြင်းစသည့်ယောဂါလက္ခဏာများရှိပါကနေထိုင်မှုပုံစံများပြောင်းလဲခြင်းဖြင့်ယောဂါလက္ခဏာများကိုထိန်းချုပ်ရပါမည်အစားအစာစားပြီးနောက်တစ်နာရီမှသုံးနာရီကြာအိပ်ယာဝင်ခြင်းမပြုမီအချိန်အကွာဝေးရှိရန်သိကြပါစေအစားအစာစားပြီးချိန်တွင်ချက်ချင်းအိပ်ယာဝင်ခြင်းမပြုပါနှင့်အက်ဆစ်ပြန်တက်မှုကိုတိုးစေပါသည်ချက်နိုင်ပါကအစားအစာစားပြီးချိန်တွင်ချက်ချင်း2မိနစ်မှ3မိနစ်လောက်လမ်းလျှောက်ကြည့်ပါအိပ်ယာဝင်နေစဉ်တွင်သင်ကောင်းကိုညှစ်မထားရန် ူးစမ်းပါဒီယောဂလက္ခဏာများကိုထိန်းချုပ်ရန်အပူကောင်းအောင်ဒုမဟုတ်ထွန်းကောင်းအောင်ကိုအသုံးပြုပါအက်စစ်ပြန်တက်မှုလက္ခဏာများကိုရှင်းချရန်စတော်ဆာဆာအနက်ကြော်နှင့်အစီများသောအစားအစာများအောချင်းချင်းရတာပါဝင်သောအရာများကိုရှောင်ကျဉ်ပါအကြောင်းမှာရင်းတို့သည်တက်အောက်ပိုင်းစာအိမ်ဝင်ပေါက်ကိုအနားယူစေတတ်သည်ဤအတိုင်းအတာများကိုလှုပ်ဆောင်ပြီးလဲယောဂလက္ခဏာများဆက်လက်ရှိမိပါကအစာအိမ်နှင့်ဘူလန်းချောင်းကျွမ်းကျင်သူနှင့်ဆွေးနွေးပါဒီယောဂလက္ခဏာများကိုပုံမှန်ထိရောက်စွာထိန်းချုပ်ရန်အစာအိမ်အတွင်းကိုကြည့်ရှုခြင်းနှင့်24နာရီပြီးစမ်းတမ်းမှုကိုပြုလုပ်လိုနိုင်ပါသည်